မြန်မာနေဦးခရိုနီကယ်ဇွန်9မြင်ကွင်ကမ္ဘာလုံမအဖွဲ့ချုပ် ILO ရဲ့ပုံမှန်33အရအရေးယူဖို့ဆုံးဖြတ်ချက်ကဘသူတွေထိခိုက်စေမလဲ TNL ရဲ့ထိန်းချုပ်နယ်မြေနောင်ချုံမြို့တိုက်ပွဲဖြစ်လာနိုင်ခြေရှိတရက်လုခနှုံသားတွေနေလွန်းနေတဲ့မြန်မာနိုင်ငံကစက်ယုံလုံမတွေကလုခလာစာတိုးမြင့်ပေးဖို့ဆန္ဒထုတ်ဖော်တာတပိတ်မောက်တောင်းဆိုတာတွေဖြစ်ပွားနေစင်မှာပဲကမ္ဘာလုံမအဖွဲ့ချုပ် ILO ကမြန်မာနိုင်ငံကို၎င်းအဖွဲ့ချုပ်ရဲ့ဥပဒေပြဋ္ဌာန်းချက်တွေက ပုံမှန်33အရအေးအေးယူပိတ်ဆို့မှုတွေလုပ်ဖို့ဆုံးဖြတ်လိုက်တယ်လို့ဆိုပါတယ်။ဒီအခင်းချင်းဟာ1989ခုနှစ်နောက်ပိုင်း2010ခုနှစ်မတိုင်ခင် ကာလတွေတုန်းကစစ်အစိုးရကိုနိုင်ငံတကာအစိုးရတွေရဲ့ပိတ်ဆို့မှုတွေနဲ့အတူ ILO ကလည်းအရမလှုပ်အားပေးစေခိုင်းမှုကိုအကြောင်းခံပြီးကန့်သက်ပိတ်ဆို့မှုတွေလုပ်ခဲ့တဲ့အခင်းချင်းနဲ့အလားတရန်တူတဲ့အခြေအနေလို့ဆိုရမှာဖြစ်ပါတယ်။ ILO ရဲ့133ကြိမ်မြောက်ကမ္ဘာအလုံသမားညီလာခံကနေဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး ဒီညီလာခံကိုမြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားတမကများအဖွဲ့ချုပ် CTUM အဖွဲ့ကမြန်မာနိုင်ငံကိုကို စားပြုတက်ရောက်နေတာဖြစ်ပါတယ် CTUM က ILO ရဲ့အခုဆုံးဖြတ်ချက်ကိုကြိုဆိုလိုက်ပြီးစစ်ကောင်စီကိုပြစ်မှတ်ထားတယ်လို့သတင်းဌာနအချို့ကဖော်ပြကြပါတယ် ILO ရဲ့တပ်တန်းမှာအခုလိုပုံမှန်33ကိုအသုံးပြုတာ3ချိန်သာရှိပြီးအဆိုပါ3ချိန်အနက်2ချိန်ကမြန်မာနိုင်ငံကိုအရေးယူတာဖြစ်တယ်လို့ဆိုပါတယ်အရေးယူရတဲ့အကြောင်းရင်းခံနဲ့ပတ်သက်လို့ဖော်ပြထားရမှာ လောက်သမားတမကအဖွဲ့ဝင်69ဦးကိုဖမ်းဆီးအကျဉ်းချထားတဲ့အချက်လောက်သမားတွေအပါအဝင် ရက်သားတွေကိုလေကြောင်းတိုက်ခိုက်မှုအပါအဝင်အကြမ်းဖက်တိုက်ခိုက်နေတဲ့အချက်လူငယ်တွေကိုအရမစစ်မှုထမ်းသွတ်သွင်းနေတဲ့အချက်လူပေါင်းနှစ်တန်းကျော်မိမိတို့နေအိမ်မှတိမ်းရှောင်နေကြရပြီး3900ကျော်တေဆုံးခဲ့ရတဲ့မက်ရှလာ28ရက်နေ့ငလင်ဘေးကြရောက်ပြီးလူသားချင်းစာနာမှုအကူအညီတွေကို တားဆီးနေတဲ့အချက်တွေကြောင့်လို့ဖော်ပြထားပါတယ်။ CTUM လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကအဖွဲ့ချုပ်ကဆုံးဖြတ်ချက်ကိုကြိုဆိုခဲ့ပြီးအချို့သောနိုင်ငံရေးအကဲခတ်တွေကတော့စစ်တပ်တစ်ခုတည်းထိခိုက်စေတာထက်အကျိုးသက်ရောက်မှုကအလို့သမားတွေအဖို့အလောက်ကိုင်းအခွင့်လန်းဆုံးရှုံးစေနိုင်တဲ့တက်ရောက်မှုတွေလည်းရှိနိုင်တယ်လို့ယူဆနေကြပါတယ်။စစ်ကောင်စီရဲ့စီမံခန့်ခွဲမှုအောက်မှာအလို့သမားအခွင့်အရေးချိုးဖောက်မှုဆိုးရွားလာတာလူအခွင့်အရေးချိုးဖောက်မှုအခြေအနေဆိုးရွားလာတာတွေကအငင်းပွားစရာမရှိတဲ့အနေအထားဖြစ်ပေမဲ့ ဒီအခြေအနေမျိုးမှာဒဏ်ခတ်မှုတွေပိတ်ဆို့မှုတွေကမြန်မာနိုင်ငံအတွင်းမှာနေထိုင်လုပ်ကိုင်နေကြတဲ့အလုပ်သမားတွေကိုလည်းအနည်းနဲ့အများလုပ်ကိုင်ခွင့်လန်းထိခိုက်စေလိမ့်မယ်လို့ယူဆကြတဲ့သဘောဖြစ်ပါတယ်။ဒီလိုအမြင်ညှဉ်းခုံမှုတွေက2010ခုနှစ်မတိုင်ခင်နဝတနာအဖစစ်အစိုးရလက်ထက်တွေတုန်းကလည်းဖြစ်ပွားခဲ့ပြီးစီးပွားရေးပိတ်ဆို့မှုတွေကခက်ခဲကြက်တဲပြီးဖြစ်တဲ့မြန်မာနိုင်ငံကလူလူကိုပုံမခက်ခဲအောင် ခွင်လန်းတချို့ထပ်ပြီးရောကြသွားအောင်လှုံ့ဆော်တယ်လို့ဖြစ်စေလိမ့်မယ်ဆိုတဲ့အမြင်ရှိသူတွေကစီးပွားရေးပိတ်ဆို့မှုတွေကိုဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ဆက်ယုံအလုံယုံတွေမှာအလုံးလုံးနေကြရတဲ့အလုံသမားအရေအတွက်ကနှစ်တန်းလောက်ရှိတယ်လို့ကမ္ဘာ့ဘဏ်ခမန်းတွက်ချက်မှုတွေအရသိရှိရပြီးအထက်ကျုပ်ဆက်ယုံလိုမျိုးမှာတင်9သိန်းလောက်လောက်ကင်နေကြတယ်လို့ဆိုပါတယ်။လက်ရှိပြည်တွင်းစစ်ကြဲကြဲပြန့်ပြန့်ဖြစ်ပွားနေတဲ့အချိန်ခါလိုမျိုးမှာဆက်ယုံအလုံယုံတွေကနေအလုံနာ ခံခဲ့ရတဲ့အခြေအနေမှာဇာတိဒေသတွေကိုပြန်ဖို့ မိသားစုရဲ့စိုက်ပျိုးရေးလုပ်ငန်းလိုမျိုးပြန်လည်လုပ်ကင်ဖို့ခက်ခဲတဲ့အနေအထားဖြစ်ပါတယ်။ဒီလိုအခြေအနေတွေအောက်မှာအလုံလက်မဲ့ထပ်မံတိုးပွားလာခဲ့ရင်အိန္ဒိချင်းနိုင်ငံတွေကိုတရားမဝင်တဲ့နီးနဲ့တွားရောက်လုပ်လုပ်ကင်တဲ့လမ်းကိုရွေးကြရမယ့်အနေအထားလည်းဖြစ်ပါတော့တယ်။ TNL အနေနဲ့ယမန်နှစ်ကလည်းတိုက်ခိုက်သိမ်းယူထားတဲ့နောင်ချိုမြို့အနီးကိုစစ်ကောင်စီတပ်တွေတိုး၍ရောက်လာနေချိန်ဇွန်လ9ရက်နေ့မှာ TNL တပ်ဖွဲ့တွေသတင်းစာရှင်းလင်းပွဲတစ်ခုလှုပ်ဆောင်ခဲ့ပါတယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရေးအစိုးပိုင်းကသိမ်းယူခဲ့တဲ့နောင်ချိုအဲဒီကမှတဆင့်ကြောက်စဲဘက်နဲ့ရွာငန်တို့လိုရှမ်းတောင်နဲ့ဆက်ဆက်နေတဲ့ဒေသကိုရှေ့ဆက်တိုးနိုင်တဲ့လမ်းကြောင်းပေါ်ကတောင်ခန်းကိုသိမ်းယူဖို့နှစ်ပေါက်တဲ့အထိနှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကအခုအခါမှာ TNL ဘက်ကိုပြန်ဖိလာနိုင်တဲ့အနေအထားဖြစ်ပါတယ်။တစ်တုံညာနှစ်ခွန်အစပိုင်းမှာစစ်ကောင်စီအနေနဲ့မြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့လုံးကိုရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီးအဆိုပါမဟာမိတ်၃ဖွဲ့ဘက်မှာအညာကတပ်တွေရှမ်းတောင်နဲ့ကရင်နီကတပ်တွေပူးပေါင်းပါဝင်ခဲ့ကြတဲ့အချက်ကြောင့်စစ်ကောင်စီရဲ့စခန်းတွေတစ်ခုပြီးတစ်ခုကျခဲ့တာပါ။ယမန်နှစ်နှစ်လယ်ပိုင်းအလွန်မှာတော့တရုတ်နိုင်ငံရဲ့ဂျာဝင်မှုကတစ်တုံညာနှစ်ခွန်အစပိုင်းအရှိန်ကိုတန့်စေခဲ့သလို နောက်ပိုင်းမှာရေချိန်ပြောင်းလဲလာခဲ့ပြီးအခုနေ့အခါမှာတော့ TNLA အဖို့နောင်ချိုမှာခန်းစစ်အနေထားနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ TNLA အနေနဲ့တတုံညာနှစ်ခွန်စစ်စင်ရေးအစပိုင်းအနေထားနဲ့မတူတော့တာကမာမိတ်တွေအကြားအေးဆက်တဲ့ဆက်ဆံရေးဖြစ်ပါတယ်။ရှမ်းပြည်မြောက်ပိုင်းကနမ်ခမ်း၊ကွတ်ခိုင်နမ်ဖက်ကစတဲ့ဒေသတွေမှာ KIA နဲ့နယ်မြေဖြတ်တန်းခွင့်၊ဂိတ်ဖွင့်ခွင့်စတာတွေအကြောင်းပြုပြီး အောက်ခြေမှာအငင်းပွားမှုရုံရင်ဆန်ခတ်ဖြစ်တာတွေမကြာခဏဖြစ်ပွားခဲ့ပြီးနယ်မြေစိုးမိုးမှုနဲ့ပတ်သက်တဲ့အငင်းခုန်ဖြစ်မှုတွေနဲ့ပတ်သက်ပြီးခေါင်းဆောင်ပိုင်းအဆင့်အဆွေးနွေးဖို့လိုအပ်တဲ့အနေအထားလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ဖိအားနဲ့ MNDAA ကအပြစ်ရသဘောတူခဲ့ခြင်းကတစ်တုံညာနှစ်ခုစစ်စင်ရေးကိုအရှင်းရက်ဆိုင်သွားစေပြီးစစ်ရေးအရနောက်ပြန်မလန့်အောင်စ조사ထိန်းနေရတဲ့အခြေအနေဖြစ်ပါတယ်။နယ်မြေစိုးမိုးမှုတွေနဲ့ပတ်သက်လို့တိုင်းသာလက်နက်ကိုင်အဖွဲ့တွေအကြားမူတရက်ရှိဖို့လိုအပ်နေတဲ့အနေအထားဖြစ်ပါတယ်။ ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ SSPP SSA နဲ့ MNDAA အကြားထိတွေ့တိုက်ခိုက်မှုမကြသေးခင်ကဖြစ်ပွားပြီးတေဆုံးမှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။ရှမ်းမြောက်ရဲ့တမိုင်းကြောင်တိုင်းရင်းသားလူမျိုးစုနေထိုင်မှုတွေအပေါ်မူတည်ပြီး နေမြေအုပ်ဆိုးမှုထိ ंछ ုံမှုဆိုင်ရာပြဿနာတွေကိုဖြေရှင်းကြရဖို့အရေးကြီးပါတယ်။အဲ့ဒီလိုမဟုတ်ခဲ့ရင်တော့စစ်အာဏာရှင်ကိုတိုက်ခိုက်ပြီးလူမျိုးစုအလိုက်စစ်အင်အားဗဟိုပြုတဲ့အာဏာရှင်စနစ်ကိုအစာပြိုးမိလျက်သားဖြစ်မဲ့အရေးကိုတတိပြုရှောင်ချကြရမှာဖြစ်ပါတယ်ခင်ဗျာ။